အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့မိမိဖုန်းထဲက software တွေကမိနှိပ်တဲ့အခါမှာအဝင်ထွက်အရန်လေးနေရဆိုရင်ဖုန်းထဲက software တွေကိုအဝင်ထွက်အမြန်အောင်သုံးလို့ရတဲ့ ਧੀ ဒီကိုလုပ်ပြရမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပြီးတော့ပါအောင်လို့မြစ်တာရက်ခံနေပါတယ်ကျွန်တော်တင်ပြဗီဒီယိုလေးတွေကိုကြည့်ရဖို့အတွက်ဘေးနားကလို့ဒီဖုန်းလေးကိုလည်းနှိပ်ထားယူပါအောင်ဗျာကျွန်တော်တို့အရင်ဦးဆုံးဒီ software လေးနေကိစ္စနဲ့ပတ်သက်ပြီးတော့ software တွေအဝင်ထွက်အမြန်အောင်လုပ်လို့ရတဲ့ ਧੀ ဒီကိုကျွန်တော်တို့ တို့ဖို့အတွက်စက်တင်နေကိုအရင်ဆုံးဝင်လိုက်ပါစက်တင်နေကိုနှိမ့်ဝင်ပြီးလိုက်ပါစက်တင်နေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့စက်တင်နေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိတဲ့ accessibility convenience ဆိုတဲ့ဟာလေးကိုနှိမ့်ဝင်ပြီးလိုက်ပါကျွန်တော်တို့ဒီဥပဖုံးသမားတွေအနေနဲ့ကြတော့ system setting ရနေပြီးတော့ accessibility တွေကိုအရင်ဆုံး system system setting တွေကိုဝင်လိုက်ပါပြီးသွားလို့ရှိရင် accessibility တွေကိုနှိမ့်ဝင်ပြီးလိုက်ပါဒီမှာကြတော့ဒီ accessibility convenience ဆိုတဲ့ဟာလေးကိုနှိမ့်ဝင်ပြရပါမယ် တို့ဒီချက်ကိုနှိမ့်ဝင်ပေးလိုက်ပါပြီးမှကျွန်တော်တို့ဒီမှာရှိတဲ့ accessibility ဆိုတဲ့ဟာလေးကိုနှိမ့်ဝင်ပေးလိုက်ပါပေါ်တော့မှရှိပါတယ်ပြီးကျွန်တော်တို့ဒီမှာရှိတဲ့ general ဘေးမှာ patient patient ဆိုတဲ့ဟာလေးပေါ်လာပါလိမ့်မယ် patient တို့ hearing တို့ပေါ်လာပါလိမ့်မယ်ပြီးကျွန်တော်ဘေးကဒီ general ဘေးရဟာလေးကိုရှိပေးလိုက်ပါရှိပေးပြီးမှကျွန်တော်တို့ဒီမှာရှိတဲ့ outflow မှာရှိတဲ့ကျွန်တော်တို့ကျွန်တော်ပြတဲ့ high contrast test ဆိုတဲ့ဟာလေးကိုဒီ pattern လေးကိုကျွန်တော်တို့ဖွင့်ပေးရပါမယ် ါလေးကိုဖွင့်ပြီးလို့ချင်းကျွန်တော်တို့လုံနီးရတာပြီးပြီပေါ့နော်တို့တို့အရင်ဆုံးအပြင်ထွက်ပြီးရောကျွန်တော်ဆော့ဝဲတွေကိုနှိပ်ကြည့်ပါဆော့ဝဲတွေကိုနှိပ်လိုက်တာကျွန်တော်အဝင်ထွက်ကအရင်နဲ့မြန်လာပါလိမ့်မယ်ကျွန်တော်တို့ပုံမှန်တည်းမတူတော့ပါဘူးဆော့ဝဲတွေကကိုနှိပ်ရတာနဲ့အရင်ဝင်ထွက်အရင်မြန်ပါလေကျွန်တော်မိဖုန်းထဲကဆော့ဝဲတွေကအဲ့လိုမျိုးဆွမ်းနာကျွန်တော်ပြောသလိုမျိုးအရင်အဝင်ထွက်အရင်လေးနေလို့ရှိရင်ကျွန်တော်ပြောရတဲ့ဒီနေ့တိုင်းလက်ပြီးတော့လုပ်ကြည့်ပါအားလုံးပဲအစီအမေကြပါနေကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးလုပ်ပေးတော့ပါအောင်ဗျာ တော့မြစ်တာရက်ခန့်ညီပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ကကျွန်တော်ပြောလေးတင်ပေးတော့ပါမယ်ဗျာ